ြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုကျင်းပပြီးနောက်ပေါ်ထွက်လာတဲ့အစိုးရတည်ရဲ့မူဝါဒတွေဟာအပြောင်းအလဲမဖြစ်နိုင်ပေလက်ရှိတက်မတော်ကောက်ကွယ်ရေးဦးစီးချုပ်သွားနေတဲ့လမ်းကြောင်းအတိုင်းပဲဖြစ်နိုင်တယ်လို့နိုင်ငံရေးလှိလာသုံးသက်သူတဦးက CNN သတင်းဌာနကိုပြောပါရယ်အဲညာတော့မှန်ထားအများဖြစ်တယ်လို့ပါပဲမှန်ထားချက်မှန်ထားချက်ကြီးရတော့ဒီဒီကောက်ကွယ်အပြီးမှာပေါ်လာမဲ့အဲအစိုးရကလည်းအခု အမြောက်နိုင်နော်ကာဝေးဥပ္ပဒေကာဝေးဥပ္ပဒေရဲ့အခုသွားနေတဲ့လမ်းကြောင်းအတိုင်းပေါ့နော်အဲ့ဒီတိုင်းနဲ့ဆက်ဖြစ်မှာဆိုလို့ပုံစံကြားတယ်အဲ့ဒါကဥချင်းအဲဒီခံကျိုးကအဲတမရပဲလုံလို့အဲဥမြောက်နိုင်ရပဲအဲတမရလုံလို့ပေါ့ဒီပေါ်စီရတော့နိုင်ငံရေးစီရေးနော်ဒီနိုင်ငံရေး ဒေတာတွေနဲ့ပတ်သက်တဲ့ policy ကအပြောင်းလဲပြည်ကြီးကြီးမားမားဖြစ်နေတယ်လို့ကျွန်တော်တော့မြင်အရေးအငိမ့်စားဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထကရွေးကောက်ပွဲကျင်းပပေးခဲ့ပြီးဦးသိန်းစင်ဦးဆောင်တဲ့အစိုးရအဖွဲ့ကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးခဲ့ရမှာတော့ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လည်လှုပ်ပေးခဲ့တယ်လို့နိုင်ငံရေးအပြောင်းလဲတွေဟာလည်းများစွာရှိခဲ့တာပါအဲ့ဒီနောက်ဦးသိန်းစင်အစိုးရလက်ထက်မှာကျင်းပတဲ့ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဝင်ရောက်ရှင်ပြိုင်ခဲ့တယ်လို့လက်နက်ကင်အဖွဲ့တွေဟာလည်းငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်းကိုရှောက်လန်းလာခဲ့ကြတာပါလက်ရှိမှာစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေရဲ့တုံ့တက်ချက်တွေအရရွေးကောက်ပွဲပြီးနောက်ပေါ်ထွက်လာမယ့်အရက်သားအစိုးရမှသမရဘသူဘဝဖြစ်နိုင်နေဆိုတာကိုသိရှိထားရတဲ့အတွက်သူ့လက်ထက်မှာအပြောင်းလဲရှိလိမ့်မယ်လို့မျှော်လင့်ကြအောင်နိုင်ငံရေးလှိလာတုံ့တက်သူတအူးက CNN သတင်းဌာနကိုပြောပါရယ်။ရောင်းချီအောက်မှာသွားတဲ့ 大家话都，呃，比比早些的肯定多嘛，呃，阿 <noise> 拉，阿拉讲，如果讲比嘛，那比人家来少，比多少比较少，这哪来这么大的？呃，大家呢，我过去呢，采纳过，喏，比如讲哪啊，阿公嘞，阿公嘞比阿公看蛮差的，也难咯，然后嘞，在以前嘞，有做到，呃。 တက်လာတယ်တက်လာတဲ့အခါဘယ်လိုတက်လာမလဲမသိဘူး။မြောက်ပြည်တိုင်းကကင်မရာလုံးနဲ့ပေါ်လာတာဖြစ်နေတယ်မြောက်နိုင်ငံပဲမြောက်နိုင်ငံပဲဆက်ပြီးတော့ကင်မရာညာတောင်းလို့လည်းဖြစ်နေတယ်။အဲ့တော့သူကအပြောင်းလဲအဲ့လိုမျိုးဖြစ်သွားမှရှိဆိုတော့အဲဒီဆရာမူကလုပ်တယ်ဘောမအများကြီးတာလေအခုခလုံးလို့တယ်ဟိုဘော ဒီသမနာဖြစ်နိုင်ရဲ့ဆိုတာကတူပြီးတော့မှန်းလို့ရတယ်ဒီတူမှန်းလို့ရတယ်ဒီလုပ်ချင်တယ်ဆိုတာကျွန်တော်တို့ပြီးလို့ရတာအဲ့တော့အဲ့ဒီအရာကျွန်တော်တို့ကနောင်ဖြစ်လာမယ်သမနာလက်ထက်မှာအပြောင်းအလဲရှိနေပြီလို့ကျွန်တော်တို့တော့မပြောဘူးဒီလိုဖြစ်ပြီးလို့ချင်းပေါ့နော်2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်၄နှစ်ကျော်အကြာမှာရွေးကောက်ပွဲအပိုင်းတစ်ကိုဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီနောက်2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာအပိုင်း2ကိုကျင်းပမှာဖြစ်ပြီးနှစ်ပတ်အကြာမှာအပိုင်း3ကိုကျင်းပသွားမယ်လို့အမျိုးသားကောက်ွယ်ရေးနယ်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကနိုဝင်ဘာလ10ရက်မှာထုတ်ပြန်ပြောကြားထားတာပါရွေးကောက်ပွဲလွန်အစိုးရအသစ်ကိုအမျိုးသားညီညွတ်ရေးပုံစံဖွဲ့စည်းမယ်ဆိုပါကမူဝါဒအပြောင်းအလဲတွေဖြစ်နိုင်ကြောင်းစည်ရင်းတဲ့နိုင်ငံရေးကိစ္စတွေကယူဆလျက်ရှိပါတယ်